အားလုံးမေမေနော်ပါရိုစီတည်င်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့မေလ20ရက်နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုတိဆက်ပေးသွားမှာပါ။ဒီနေ့ရနိုင်ရမယ့်တည်င်းတွေကတော့စကိုင်းနိုင်ကလေးမျိုးကနေစစ်ကောင်စီတပ်ဖွဲ့တွေချင်းချောက်ကိုစစ်ကြောထိုးနေလာတာကြောင့်ကလေးတိုင်းငယ်ကားလန့်အတက်အစင်အားလုံးကိုယာယီပိတ်ထားလိုက်ပါပြီ။ မြို့သိမ်းထိုက်ပွဲပြင်းထန်နေတဲ့ကချင်ပြည်နယ်ပမောမြို့မှာစစ်ကူရင်ရလာပို့တဲ့စစ်ကောင်စီရဲ့ရဟယင်ဟစင်းကိုကချင်လွတ်လပ်ရေးတပ်မတော်ခရယေကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။တမုခရယေပြည်သူ့ကော်ရေးဖွဲ့ပကဖအခွေဝင်စေဦးတေဆုံမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်အရေးအဆိုရတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့အမျိုးသားငြိမ်းရေးအဆိုရနိုင်ငံခြားရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းတွေနဲ့တူကြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတိစပ်ပေးဖို့ရှိပါတယ်။ စကားနိုင်ကလေးမျိုးကလည်းစစ်ကောင်စီတပ်ဖွဲ့တွေချင်းတောင်ကိုစစ်ကြောင်းထိုးဝင်လာတာကြောင့်ကလေးတိုင်းငင်းကားပန်းအတက်အစင်းအောင်ကိုယာယီပိတ်ထားလိုက်တယ်လို့ CDF CDM စီရင်ကရန်နေထုတ်ပြန်ပါတယ်။အဆိုပါကားလမ်းကိုပြန်မဖွင့်မပေးခြင်းဤသူတွေအနေနဲ့ကလေးတိုင်းငင်းကားလမ်းကြီးကိုအသုံးမပြုကြဖို့နဲ့ယာယီပိတ်ထားပြီးခြင်းနောက်ပိုင်းမှာပြဿနာတစ်ခုမြတာဝန်ယူမှာမဟုတ်ဘူးလို့လည်း CDF CDM စီရင်ကပြောပါတယ်။ငင်းအားနဲ့ယာဝန်ကျင်ခန့်ရှိမဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အမျိုးကနေကံကားစီဖြင့်မနေ့ကချင်းတောင်းချီတက်လာကြချင်းစကိုင်းအဆက်ခိုင်ကမြို့ကနေဒေါ်လာအတိုင်းချေသည့်ဖြင့်တက်လာကြတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာဒေါ်လာအတိုင်းချီတက်လာကြရမှာကလေးတိုင်ငင်းကလက်မဘူကမွိုက်ပြီးခြေရွာကိုရောက်ရှိလာပြီးလို့ယူဆရပြီးမွိုက်ပြီးခြေရွာဒေသခံတွေဟာလည်းထွက်ပြေးတင်းရှောင်နေကြတယ်လို့သိရပါတယ်။ ယူသိမ့်တိုက်ပွဲပြင်းထန်နေတဲ့ကချင်ပြည်နယ်ပုဂံမြို့မှာစစ်ကိုအင်အားလာပိုးတဲ့စစ်ကောင်စီရဲ့ရဟယင်းဟစင်းကိုကချင်လက်လက်ရေးတပ်မတော် KIA ကပိတ်ချနိုင်ခဲ့တယ်လို့သိရပါတယ်ဒီကနေ့မိုးလေပိုင်းတနာရီလောက်မှာပမော်မျိုးအမှတ်27စစ်စင်ရဲခွက်ကဲမူဌာနချုပ်စကားခ27ကိုစစ်ကိုလာပိုးတဲ့စစ်ရဟရင်3စီးထဲက20ကိုခရရဲနဲ့ပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့တာလို့သိရပါတယ်။ပြစ်ခတ်ခံရတဲ့ရဟရင်တစင်းမှာ ရွှေကိုမြို့နယ်ဆောင်အားမိုင်အကွာတိုးရင်းတနေရာမှာကြက်ကြခဲ့ပြီးနောက်တဆင်းမှာရွှေကိုမြို့လေးစိတ်မှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘိုကမီဒီယာတချို့မှအတည်ပြုထားပါတယ်။ KIA တပွင့်မှာ2024ဇန်နဝါရီလကလည်းဝိုင်းမော်မြို့နယ်မှာရဟရင်တဆင်းကိုပြစ်ချက်နိုင်ခဲ့ပြီးနှစ်ဖက်ကတိုက်ပွဲမှာလည်းတိုက်လေရင်တဆင်းကိုပြစ်ချက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဒင်းကျော်တွေမှာတွန်လာရေးတပွင့်တွေက စစ်ကောင်စီရဲ့ဒေရင်နဲ့ရဟတ်ရင်ပြချမှုအနည်းဆုံးသိစီးရှိပြီလို့လူထုနေဦးတတိဌာနကဆိုပါတယ်အဲ့ဒီထဲမှာခရီးကရဟတ်ရင်ဒေစီနဲ့တက်ခတ်ရင်ကြက်တင်ရင်တစည်းတို့ကိုပြချနိုင်ခင်တာဖြစ်ပါတယ်။ဝန်ဂရမ်ဒေတန္တရအစိုးရထိချုပ်နေတဲ့အတွင်းမှာပုဂ္ဂလိကဖြစ်စေဘေလနဲ့ကိုင်အဖွဲ့အစည်းတွေမှာဒေတန္တရအစိုးရရဲ့ခုပြုချက်မပါဘဲလက်နက်နဲ့အတူဖြတ်တန်းတော်လာတွင်လုံးဝခွင့်မပြုကြောင်း HPO CDF ဝန်လောရမ်ကမေတာဆပ်ပိုးရနေမှာထုတ်ပြန်ပါတယ်။ဝန်လောရမ် data ဟာချင်းပြည့်ချင်းလန်ဖွင့်စည်းပုံအတိုင်း data တရတစ်ခုအဖြစ်အုတ်ချုပ်ရေးရန်ရရပြီးပို့ဆောင်နေပြီးစစ်အစိုးရခေတ်ဆစ်ဆက်တတ်မှတ်ပေးတဲ့နေတိမြို့နယ်ငွေနမိတ်အောက်မှာမှာမရှိဘူးလို့လည်း CDF ဝန်လောရမ်ကပြောပါတယ်။ဝန်လောရမ် data အတွင်းမှာပညာရေးကျန်းမာရေးကဏ္ဍအသစ်တွေမှာဝန်ဆောင်မှုပေးမိကြတဲ့ NGO အခွင့်အရေးတွေဖြစ်စေ ဩဂရိကချောင်းရဲ့ဈေးရုံဈေးခန်းတွေဟာ one more round data drop အစုရရဲ့ခွင့်ပြုချက်မှာပါပဲလုံမန်းဆောင်ရွက်ခွင့်လုံးဝလုံးဝမရှိဘူးလို့သဲဆိုပါတယ် data drop အစုရရဲ့အစုရရန်ရန်မှုတွေကိုနှောက်ယှက်တန်းစီတာမတိမဲ့မပြုဤသူုံဆောင်မှုတွေကိုပိတ်ကင်ကြစီတာတွေကိုလည်းလုံးဝလုံးဝခွင့်မပြုလို့ပြောပါတယ် from adem မှာ new year ပြိပခဖြစ်ပွားစေရန်အရှိစွာအခမ်းအနားစူးစမ်းဆောင်ရွက်တာ တရားဖြန့်တာတွေရဲ့လုံးဝလုံးဝလက်ခံမှာမဟုတ်ဘူးဆိုပါတယ်။ဒီအတိပေးထားတွေကိုအေးစားလိုက်နာခြင်းမရှိပါကလိုအပ်တယ်လို့ကြောင်းအရေးယူဆောင်ရွက်မယ်လို့ CDF ဝန်ကအတိပေးထုတ်ပြန်ထားပါတယ်။ HPOC အငေါ်ရမှာချင်းပြေကောင်စီချင်းပြေအစိုးရမှအဲဒေါ်လာရဲ့ဖွဲ့စည်း29ဖွဲ့အနက်ချင်းပြည်ဖွဲ့စည်းပုံ2023နဲ့အညီဖွဲ့စည်းထားအန်ဒရော့ဆိုရင်ဖြစ်ပါတယ် ဖွေးစည်းပုံပါတဲ့မပေါ်ပေါက်မီကာလာတွင်လက်ရှိဒီဇယ်ပြုံးနေငယ်နမဲ့တွင်ငှိတင်းနေထိုင်ကြတဲ့လူအလုံးရဲ့ဖြစ်တည်မှုကိုလက်ခံတိမှတ်ပြုရဲ့အရင်ငယ်ရေးအုပ်ချုပ်ရေးကိစ္စဥပဝါကိုအစာရွက်နေတယ်လို့ချင်းမျိုးသားတပ်ဖွဲ့ CNO ကလည်းဖလန်းမြို့နယ်နေနမဲ့အတွင်မြို့နေစုများကြားစီတုံကြီးမှုပြပြစေနိုင်တဲ့ပြုပ်ပေါ်ဆောင်ရွက်မှုတွေကိုလုံးဝခက်ခွခွင့်ကြုံမှာမဟုတ်ဘူးလို့ဖလန်းမြို့နယ်ကီတူလူထုအားလုံးသိကြရဲ့ကြေညာချက်ဆိုပြီး CNO CNDF ကမေလ19ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မကြတဲ့ခင်ရက်ပိုင်းက CDF Honora ချိချုံနေမြေထဲမှာ CNDF နဲ့ CDF Honora တပ်ဖွဲ့တွေကြားတင်းမာမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။တရင်ရေးပြည်တွေရဲ့အဆိုအရမေလ18ရက်နေ့က CNDF တပ်ဖွဲ့ဝင်တွေဟာကာရှိစတီဖြင့်ဝမ်လုံးနေပြည်တော်ကို ရောက်လာပြီး CDF Honora ရဲ့အစဲလူချုံရေးဂိတ်ကိုဖျက်ဖို့လုပ်တဲ့အချိန်မှာခက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။ CDF ဟွမ်ငိုရန်တဖွဲ့ဟာချင်းနဲ့ကောင်စီဖွဲ့ဝင်ဖြစ်ပြီး CNO CNDF မှာချင်းငင်အောင်အဖွဲ့ဝင်ဖြစ်ပါတယ်။အိန္ဒိယမြန်မာနယ်ဆက်တမိုးမြို့နယ်အတွင်းစီရဲထုံချနေတဲ့တမိုးခရိုင်ကိတုကာကွယ်ရေးအဖွဲ့ပကဖအဖွဲ့ဝင်စေဦးချဆုံးမှုနဲ့ပတ်သက်ပြီးအမှုမှကိုပေါ့ရဲအတွက်အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောပါတယ်။ အင်းရမြန်မာနေ့17ရက်ဟာတမူးဘကဟာတပ်ဖွဲ့ဝင်စစ် မီဒီယာအစိုးရလက်အခံအတနိုင်ဖက်တပ်ဖွဲ့ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကမေလာစပွေရဲ့ညအိုင်းမှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင်အသိပေးပို့ပြလာတာဖြစ်ပါတယ်။အတနိုင်ဖက်တပ်ဖွဲ့ရဲ့မေလာ15ရက်နေ့ထုတ်ပြန်ချက်ထဲမှာ မေလာ၁၄ရက်နေ့မနက်ပိုင်းမှာမနစ်ပူကီနဲ့ဂျန်ဒဲခရိုင်ရူးဆန်တန်အနီတဝိုင်းဟာအတန်ခက်တက်တွေကတစ်စီရဲ့ဖော်ဆောင်ရမှာလက်နက်ကင်တွေကပိခတ်ခဲ့လို့ပြန်နေပိခတ်ခဲ့ရမှာစေဦးတေဆုံးပြီးလက်နက်ခဲရအများပြတင်းစီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာတမူခရိုင်ကီတုကကိုရီးယားတပ်ဖွဲ့ဖက်ကတော့ပြီးခဲ့တဲ့မေလာ၁၃ရက်နေ့ကအိန္ဒိယမြန်မာနယ်စပ်မိုင်တိုင်59အနီတမူခရိုင်ပကဖစခန်းကို အိန္ဒိယစစ်တပ်ကကျူးကျော်ဝင်ရောက်စီးနှင်းပြီးတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။မေလ16ရက်နေ့မှာတော့ရုတ်အလောင်းတွေနဲ့အိန္ဒိယစစ်တပ်ကပြန်လည်လွှဲပြောင်းပစ်အပ်ခဲ့ပြီးရုတ်အလောင်းများဟာဆူဆူရွာရွာတက်စီးနေပြီဖြစ်တယ်လို့အနီးကပ်တိုက်ခတ်ခံရကြတယ်လို့တမူးတော်နာဟေတပ်ဖွဲ့တွေထံကပြသရပါတယ်။အလျာမြန်မာနေဆက်ဖက်မှာအလျာဘဟုအစိုးရကနေဆက်ခြံစည်းယူခတ်ရမှာမြန်မာပိုင်းနဲ့တဲကျူးကျော်မှုရှိတယ်ဆိုပြီးမေတာဆန်းပိုင်းက ဒီမိုကရေစီတော်လှန်ရေးတပ်ဖွဲ့တွေကကန့်ကွက်တမ်းမြစ်မှုတွေရှိခဲ့လေလို့သိရပါတယ်။မီဇိုရမ်ပြည်နယ်ထဲမှာဝင်ရောက်ခုန်လုံနေကြတဲ့မြန်မာနိုင်ငံကစစ်ပေးဆောင်တွေရဲ့ဇီဝချန်တန်ဖတ်တန်ကောက်ယူမှုအစီအစဉ်ကိုမကြခင်စတင်နိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ဧကေစာနဲ့ပတ်သက်ပြီးမီဇိုရမ်ပြည်ရဲ့ဝင်ကြီးဌာနနဲ့အိန္ဒိယအပေါ်ကိုအစိုးရအနာကတာဝန်ရှိသူတွေဟာမေလ16ရက်က အွန်လိုင်းကတဆင်တွေ့ဆုံဆွေးနွေးကြပြီးနောက်ပုဂရေကစီစီဆောင်ရွက်ဖို့တမတ်ထားတဲ့ဇီဝအချက်လက်ကောက်ယူမဲ့အစီအစဉ်ကိုလက်တွေ့အကောင့်ထေပေါ်ဆောင်ရွက်ဖို့အများဆုံးစတင်ပို့ဆွေးနွေးကြတယ်လို့ All India Radio News ကဖော်ပြပါဗျာ။အိန္ဒိယဘဟုအစိုးရဟာမြန်မာစစ်ဘေးရှောင်တွေရဲ့ဇီဝအချက်လက်ကောက်ယူရေးကိုရခိုင်မီဇိုရမ်အစိုးရအထက်ကလေးကစီစဉ်ခဲ့တာဖြစ်ပြီးအိုးဇိုရမ်ထန်းဟာဦးဆောင်တဲ့ Mizo National Front MNF အစိုးရကကန့်ကွက်ခဲ့တာကြောင့်ဆက်မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ Mizoram ပြည်နယ်မှာအစိုးရအပြောင်းအလဲဖြစ်လာပြီးဝန်ကြီးချုပ်ဂိုလာဒွန်အိုမာဦးဆောင်တဲ့ Zoram People Movement ZPM အစိုးရတက်လာတဲ့နောက်ပိုင်းမှာအဲ့ဒီစီစီကိုပြန်လဲစတင်ဖို့ဖိအားပေးခဲ့ပါတယ်။ယခုအခါအဲလီယာဘဟုအစိုးရခက်ကဇီဝအချက်လက်ကောက်ယူရမှအသုံးပြုမဲ့နီးပိန်ရာ Hotel ကိုလည်းပြန်လဲပြင်ဆင်ပြီးအသုံးပြုရန်စိတ်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက်အများဆုံးစတင်လာဖွယ်ရှိတယ်လို့ Mizoram ကိထေဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလတရက်စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံသားအထူးသဖြင့်ချင်းလူမျိုးတွေဟာမီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်ခိုးလုံခဲ့ကြပြီးယခုလက်ရှိမီဇိုရမ်ပြည်နယ်မှာမြန်မာစစ်ဘဲရှောင်းလူဦးရေ3,321ဦးရှိတယ်လို့မီဇိုရမ်ပြည်ထရေးဝန်ကြီးဌာနကဆိုပါတယ်။အဲ့ဒီထဲကစစ်ဘဲရှောင်း18,551ဦးမှာစစ်ရှောင်းစခန်း125ခုမှာနေထိုင်ကြပြီး 15,485ဦးမှာစခန်းပြင်ပအတိမိတ်ဆွေတွေထံမှတစ်စားမှမဟုတ်အိမ်ဟာပြီးနေထိုင်ကြတယ်လို့ဆိုပါတယ်။မြန်မာစစ်ဘေးရှောင်တွေကတော့ဇီဝအချက်သက်ကောက်ယူခံရပြီးနောက်မြန်မာနိုင်ငံကိုပြန်ပို့ဖာဖို့စွရင်နေကြပါတယ်။ကရင်အမျိုးသားစီယုံ KNU တမဟာခွင့်နဲ့နေမြေပိုင်ကြုံမြို့နယ်ထဲကစစ်ကောင်စီရဲ့မော်ဖူးကေစခန်းကိုကရင်မျိုးသားတို့မြို့ရဲတမတော် KNL ကချက်မှန်တင်ပြလိုက်ပါတယ်။ မော်ဖိုးကေတက်စခန်းဟာစစ်ကောင်စီရဲ့ခြေလီတက်ရင်ခလာရ24တောက်ခွေတွေနေရာယူထားကြပြီးမေလ19ရက်နေ့နေ့ပိုင်းမှာ KNL ကစတင်တက်ခတ်ရနေ့တဝက်အတွင်းညနေပိုင်းမှာတင်းယူနိုင်ခဲ့တာလို့သိရပါတယ်။ KNL ကစကန်းကိုစတင်တက်ခတ်နေချိန်မှာမော်ဖိုးကေစခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်နက်တွေယူဆောင်ပြီးနိုင်ငံဘက်ကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ KNU တပ်ဖွဲ့ဟာထိုင်းမြန်မာနယ်စပ်တပ်မဟာဖွင့်နေနေတဲ့အချိန်မှာသုံးတော်အတွင်းစစ်ကောင်စီတပ်စခန်း၈ခုမြောက်ကိုတိုက်ပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာမော်ဖိုကေမော်ဖာတူတာလေတခိုးဘီခွီးဘူလူတူခရေဒေမော်ခွီးလူနဲ့လေးကိုတပ်စခန်းတို့ကိုတိုက်ပိုက်ထားပြီးဖြစ်ပါတယ်ဒီ OSI သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။